ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင် Terror Reading My Anonymous Page ကနေပြီးပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့လှူထားပေးရဲ့ reading လေးရတော့ဒါ user ဘယ်လိုရမလဲဆိုရဲ reading လေးပေါ့နော် single လေးအတွက်ပေါ့ပြောရမယ်ဆိုရင်နော်အဲလှူထားပေးပါတယ်ဆိုတော့ reading လေးကိုတိုင်းနဲ့တက်မယ်လို့လည်းထင်တယ်ဒီတော့ထုံးစံအတိုင်းပဲဒီမှာ file လေး3ခုရှိရဲ့ဒီ file လေး3ခုတွေကမှကိုယ်နဲ့ energy ကိုက်မြင်တဲ့ file ကိုယ်နဲ့အဆင်ပြေမြင်တဲ့ file လေးကိုရွေးချယ်လို့ရပါရဲ့ရှင် Hello Python လေးမြင်လာပါရှင်ဆိုတော့ Python လေးတွေအဲဒီ Python ရွေးထားတည်ကြပြီဆိုရင်ဆက်ပြီးတော့ကြည့်လို့ရရဲဆိုတော့နောက်ထပ် user ဘယ်လိုရမလဲပေါ့နော်အဲ့တော့ Python နောက်ထပ် user ဘယ်လိုရမလဲ user ဘယ်လိုရမလဲဆိုတာလေးကြည့်ပြီးမှတ်ပါအဲ့တော့ for Python user ဘယ်လိုရမလဲဒါတော့သုံးဝ favorite terror deck ပေါ့နော် user ဘယ်လိုရမလဲ 泰山。 ဒီစားလေးရရောရမယ်သေးလားနည်းနည်းတော့ကြာအောင်မယ်သူတွေ့ရပေါ့နော်အမ်တလားနေ3လအလောက်တော့ကြာလိမ့်မယ်နော်ပြီးတော့လေကိုကအဲ့လိုရီးစားရတဲ့အချိန်မှလေကိုက distraction ရှိတတ်တယ်အဲ့လိုကိုဘက်ကပဲဖြစ်ဖြစ်သူ့ဘက်ကပဲဖြစ်ဖြစ်ကြားလို့ရှိရမျိုးပေါ့နော်အဲ့ အဲ့လိုပုံစံမျိုးလေးတွေ့ကြတယ်။နောက် relationship တခုမှာပေါ့နော်။ရီးစားရခံနေမှာရခံနေမှာအဲ့လိုမျိုးကိုယ့်ရဲ့ ex ကပြန်လာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်လေသူ့ရဲ့ ex ကသူ့စီပြန်လာပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်။အဲ့လို energy မျိုးလေးရှိရဲ့လို့တွေ့ရဲ့ဆိုတော့ mm အဓိကတော့လေအစင်တော့ပြေပါရဲ့ကို့မှာခါရွေးချယ်စရာကြီးတော်တော်များလိမ့်မယ်နောက်ထပ်တစ်လကနေ၃လအတွင်းမှာရွေးချယ်စရာကြီးတော်တော်များလိမ့်မယ်ဟိုကို့လာကြိုက်တဲ့သူတွေများတယ်လာပြီးကန့်လန့်တဲ့သူတွေများတယ်အဲမှာဒီတိုင်း date လုပ်ဖို့ဖဲတွေးချင်တဲ့သူတွေလည်းရှိသလိုမျိုးတကယ်တမ်းကြိုက်တဲ့သူတွေပေါ့နော်ကို့တကယ်ရည်ရွယ်တကယ်ကြိုက်တယ်ဆိုတဲ့လူတွေလည်းရှိတယ်နော်အဲအားလေးတစ်ခုတော့ရှိတယ်အဲ့လိုမျိုးလေးကိုတွေးထားရဲဆိုတော့အဓိကတော့လေ အာကိုရွေးချယ်နိုင်ဖို့ပဲပေါ့နော်ကိုရွေးချယ်တက်ဖို့ပဲ ace ကလည်းပြန်လာဖို့တော့ရှိရဲ့ဖိုင်ဝမ်နေမှာလေအဲ့လိုသူ့ဘက်ကပြန်လာမျိုးပြန်ပြန်ဆက်သွယ်လာမျိုးပေါ့နော်ဘယ် ace လဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးပြန်လာဖို့တော့ရှိရဲ့ အဲ့လို X day ရဲ့မမအသက်အကြီးဆုံးလို့ပါတော့အဲ့လိုမျိုးကြီးဖြစ်နိုင်တယ်ပေါ့နော်ပြန်အဲနောက်ဆုံးပြက်ခဲ့ရမျိုးတွေအသက်အကြီးဆုံး X အဲ့လိုပုံစံမျိုးလေးတွေဖြစ်နိုင်တယ် so anyway ဒါနောက်ရီးစားပေါ့နော်ရီးစားရတဲ့ဟာကိုဟောတာဆိုတော့နောက်ထပ်တစ်လားနေသုံးလားအတွင်းမှာတော့ရနိုင်တယ် yes ဟုတ်တယ်နောက်ထပ်တစ်လားနေသုံးလားအတွင်းမှာတော့ရနိုင်တယ် ဆိုတော့ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာကို universe ကပြောချင်လားမပြောချင်လားတစ်ချက်ကြည့်မယ်ပြောချင်နေဆိုရင်တော့ cat တွေမှာပုံမှာပေါ့နော်ဆိုတော့ဘယ်လိုလူမျိုးဖြစ်မလဲဒီခေါင်းစဉ်ကတော့ဒါရှိစာအဲဘယ်လိုရမလဲပေါ့အဲတလားနေ3လအတွင်းတော့ရလိမ့်မယ် type 1 ဲ့လိုလေ x တွေကပြန်ပြန်လာပြီးတော့ကိုယ်နှောက်ရက်တာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တတ်တယ်။နောက်အဲ့ကိုက x ကိုစောင့်နေရဆိုလို့ရှိရင်တော့လည်းကောင်းတာပေါ့နော်။အကယ်၍စောင့်နေဆိုမဟုတ်ဘူးဆိုလို့ရှိရင်လည်းဒါ distraction သဘောပဲအဲ့လိုလာပြီးတော့အဖြတ်ဝင်တဲ့သဘောပဲဆိုတော့အရင် focus မလုပ်နဲ့ဒီတိုင်းဟိုလိလိကူသာရှုထားလိုက်ပေါ့နော်။အဲ့လိုပုံစံမျိုးအဲ့လို x ကတော့ပြန်လာလာပြီးတော့နှောက်ရက်မဲ့သဘောတစ်ခုမှရှိနေတယ်။ ကိုယ်ကိုကြိုက်တဲ့လူတွေထဲမှာလေအဝေးရလူတွေရောက်ပါနိုင်တယ်ကိုယ်ဒီအိုင်ဆိုရှယ်မီဒီယာတွေးပြီးကြိုက်သွားမျိုးပဲဖြစ်ဒါမှမဟုတ်လေတငယ်ချင်း story တွေကနေတွေးပြီးကြိုက်သွားမျိုးပဲဖြစ်အဲ့လိုဟိုးဟိုးရလူရောက်ပါရပေါ့နော်ဒါမှမဟုတ် x တွေကအဲ့လိုအဝေးရောက်နေရမျိုးပေါ့နော် long distance ဖြစ်လို့ပြတ်သွားမျိုးပဲဖြစ်အဲ့လို x တွေလည်းပြန်လာတတ်တယ်နော် so pi 1အဲ့မဲ့ x နဲ့ပြန်တွဲလို့ရှင်တော့လေမကောင်းနိုင်ဘူးပေါ့နော် energy ကလေ ဆိုတော့ king of pentacles အဲ့တော့အာကိုလာပြီးတော့ကြိုက်တဲ့သူပေါ့နော်အဲ့လူကလေအဲ့လိုဒါမှမဟုတ်လေကိုရဲ့ ex ပေါ့နော်ကိုစီကနောက်ထပ်အဲ့လိုဝင်လာမဲ့လူပေါ့အဲ့လို financially တော်တော်လေးအဆင်ပြေတယ်တော်တော်လေးအဲချမ်းသာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်အဲ့လိုရှိအကန့်ရှိအဲ့လိုပတ်စံရှိပုံစံမျိုးပေါ့နော်အဲ့လိုပုံစံဒါမှမဟုတ်လေအဲ့လိုရှုပ်ရှုပ်ရှက်ရှက်တွေပေါ့နော်ကိုဘက်ကလေရှုပ်ရှုပ်ရှက်ရှက်တွေမဖြစ်စေနဲ့ကိုနာမည်ပြတ်လိုက်မယ်ပေါ့နော် ဟိုကိုဘက်ကအဲ့လိုတေချာမှလောက်တာကောင်းတယ်ဟို x ကိုလည်းကိုကအကျိုးရှိရှင်နဲ့လှန်ထားပြီးတော့နောက်တစ်ယောက်ကိုလည်းကိုကချိန်နေရမျိုးအဲ့လိုမျိုးမလုပ်ဘဲနဲ့လေကိုကဘာလဲကိုကဘာလုပ်ချင်တာလဲဆိုတော့တေချာသိအောင်လုပ်ပေါ့နော်အဲ့ဒါလေးပို့ပြီးကောင်းလိမ့်မယ်မဟုတ်ရင်လေကိုကပြောစီရအဲအပြောခံရလိမ့်မယ်ပေါ့နော်အဲ့လိုတယောက်ဟိုဘယ်လိုပြောမလဲအတီလုံးမယ်ဆိုလို့ရှင်တယောက်ထင်းနေပဲလို့အကယ်၍အပျော်ဆိုလို့ရှင်လည်းအဲ့လို၂ယောက်၃ယောက်ပြီးတိနေရသူတွေပတ်ပြီးတော့မလုံနဲ့ပေါ့နော်အဲ့လိုပုံစံမျိုးလေးပြောရှင်နေ ဆိုတော့အဓိကကလေဒီမှာ complicated ဖြစ်နေတာပေါ့နော်ဒီ relationship က complicated မဖြစ်ဖို့လိုတယ်အဲကိုကဘသူ့ကိုရွေးချယ်မလဲဆိုတာသိဖို့လိုတယ်ကိုက AC ကိုပြန်သွားမလားဒါမှမဟုတ်ရှင်နောက်လူ AC ကိုသွားမလားတခုကိုတေချာဆုံးဖြတ်ပြီးမှနောက်တစ်ခုကိုလုံးနောက်တစ်ခုကိုအမ်မဆုံးဖြတ်ဖဲနဲ့နှစ်ခုစလုံးကိုဖြိုင်းတူလုပ်တဲ့အချိန်မှာကိုကပြောစရာဖြစ်လိမ့်မယ်လူတွေကကိုဝိုင်းမပြောကြလိမ့်မယ်ကဲရကြလိမ့်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ထားရတယ် ဆိုတော့ကိုကလေအဲ့လိုအပြောခံရမယ့်ကန်စာတာကိုပါရဲပုံစံမျိုးပေါ့ဘာလို့လို့ကိုအပြောခံရမယ့် energy ဖြစ်နေရပေါ့နော်အဲ့လို energy မျိုးရအဲ့တော့ um ဒီတိုင်း oracle ကလေးတစ်ချက်ထုတ်ကြည့်လိုက်မယ်ဖိုင်1အတွက်ပေါ့နော်ဘာကြီးသိထားဖို့လိုမလဲပေါ့ဆိုတော့ဖိုင်1 oracle ကလေး okay အဲ့တော့ကိုက energy ပေါ့နော် energy မှာအဲ့လို negative တွေများနေတဲ့ပုံစံမျိုးလေးရှိလိမ့်မယ်ဖိုင်1နေအဲ့တော့ positive energy ritual လေးလုပ်ရင်လုပ်ပါ energy active ritual လို့ဟာမျိုးလေးလုပ်ပါနော်အဲ့တော့ ritual လေးလုပ်ဖို့ recommend ပေးရပြီးသွားတော့ကိုယ့်ရဲ့ energy ကိုလေကိုယ့်ဘာသာကိုယ်အဲ့လို cleansing လုပ်တာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးလုပ်ပါအဓိကကိုယ့် energy ရဲ့မှာအဲ့လို negative တွေရှိနေရမျိုး overthink တွေရှိနေရမျိုးနော် overthinking thoughts တွေပေါ့နော်အဲ့လိုမျိုးရှိနေရမျိုးအဲ့လိုပုံစံမျိုးလေးတွေ့ရတယ် ပြီးအဲ့လိုတခုခုကြောက်နေရမျိုးပေါ့နော်မရှိတဲ့အရာတခုခုကြောက်နေရမျိုးအဲ့လိုမျိုးတွေတွေ့ရတယ် Okay Yes visual နော် visual အဓိကလေတခြားအဲ့လိုအခြေရေးချက်ဒီ file one တွေကလေတခြားအရာတွေပေါ့နော်ကိုယ်တိုင်ကိုယ့်ရဲ့ health လာကျန်းမာရေးလာဒါမှမဟုတ် spiritual လာနော်စိတ်ကျန်းမာရေးလာအဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့အဲ ကိုယ့်ရဲ့ self improvement အတွက်ကို ritual လေးလုပ်ပေးပါ beauty ritual ရှိမယ်เนาะညီမစီမဆိုအဲ့လိုမျိုး ritual လေးလုပ်ပေးပါအဲ့ဒါဆိုလို့ရှိရင်ဖိုင်ဝမ်းနေရလူနေရအပ်တာပေါ့เนาะအဓိက ritual လေးလုပ်ပေးဖို့လူနေရဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ဆိုတော့ဟို next relationship ကလေနောက်ထပ်တလနဲ့သုံးလအတွင်းမှာပေါ်လာလိမ့်မယ်အဲကိုရွေးချယ်ရမရွေးချယ်ရတော့ကိုအပိုင်းပေါ့เนาะအဲ့ဒါ x တွေလည်း ဟို x တွေပြန်ပေါ်လာမျိုးလည်းဖြစ်နိုင်တယ် x တွေကလာပြီးတော့နောက်ဆက်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးရှိရဲ့ဆိုတော့တတိထားပါကိုကတခုဆိုတခုပဲရွေးချယ်ပါမဟုတ်ဘူးအဲဟိုလိုလိုဒီလိုလိုဆိုလို့ရှိရင်ကိုပဲနာမည်ပြက်လိမ့်မယ်ပြီးတော့ကိုရဲ့ self improvement ကိုပဲကိုပါတာကိုလက်ရှိမှာခရူးဆိုင်ပါကိုပိုကောင်းဖို့ကိုပိုလှဖို့ကိုဒီထက်ပိုပြီးတော့တော်ဖို့ကိုရဲ့ဘယ်လိုပြောမလဲပညာပေါ့နော်ဒီထက်ပိုပြီးပြည့်ဖို့အတွက်အဲ့ဒါလေးကိုပဲကိုရဲ့ဘဝကိုပဲကိုပါတာကို focus ပါဆိုတဲ့ပုံစံမျိုးလေးတွေကို universe ကပြောနေပါတယ် ဆိုတော့အဲတခြားအရာတွေတစ်ခုကိုကိုပဲအရင်ဆုံး focus ကိုနဲ့ထိုက်တန်တဲ့အရာတွေကိုနဲ့ dissolve ဖြစ်တဲ့အရာတွေက Python DDC ကိုရောက်လာဖို့ ready ပဲပေါ့နော် Python ညီ ready ဖြစ်ဖို့ပဲလိုပါတယ်။အဲတော့ဒါလေးကတော့ Python လေးရဲ့ reading မှာ Python လေးတွေသုံးတိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဆိုတော့ Python လေးနောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော်။ ဖိုင်တူလေးမင်္ဂလာပါရှင်ဆိုတော့ဖိုင်တူလေးတွေရီစာဖေရောရမလဲပေါ့နော်ဖိုင်တူလေးရီစာဖေရောရမလဲဆိုရဟာလေးကိုရီဒင်းလေးလုပ်ထားပေးရဖြစ်ပါတယ်အဲ့တော့ဒီရီဒင်းကိုရွှေရတိတ်ကြပြီဆိုလို့ရှိရင်ဖိုင်တူလေးဆက်ပြီးတော့ကြည့်လို့ရရဲ့အဲ့တော့ဖိုင်တူရီစာဖေရောရမလဲ ማይቀል እየቤት ነው လေးအဲ့လိုရီးစားတော့လေရတော့ရမှာ ပြီးတော့ရရဲ့သူကလည်းကိုယ်ချစ်တဲ့သူဖြစ်လိမ့်မယ်ပေါ့နော် ကိုယ့်ကိုချစ်တယ်ဆိုကိုကချစ်တယ်ဆိုဖြစ်လိမ့်မယ်ဒါပေမဲ့လေ phi 2တွေရဲ့အဲ့လို energy က oh sorry phi 3ရဲ့ energy ပေါ့နော် sorry ပါ phi 3ရဲ့ energy ကဘယ်လိုမျိုးလဲဆိုတော့အဲ့လိုအနောက်ရှက်အဖြစ်အစီအရမ်းများမဲ့ပုံစံမျိုးပေါ့နော်သက်ပါတီဝင်မဲ့ပုံစံမျိုးတွေ့ရတယ်ကက်တီကြရဲဆိုလို့ရှင်လဲအဲ့လိုမျိုးပေါ့နော်သက်ပါတီ energy မျိုးပို့ပြီးရရဲမိသားစုတွေပဲဖြစ်ဖြစ်တငယ်ချင်းတွေပဲဖြစ်ဖြစ်အဲ့လိုသက်ပါတီအနေနဲ့ဝင်တာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးပို့ပြီးဖြစ်နိုင် သူကလေအဲ့လိုကိုယ်တော်တော်လေးချစ်တယ်တော်တော်လေးလည်းတန်ဖိုးထားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရဒါပေမဲ့အဲ့စိတ်တွေကလေအဲ့လိုသူ့ရဲ့မိသားစုတွေသူ့ရဲ့ပဝန်းကျင်ကတငယ်ချင်းတွေအဲ့လိုသွေးထိုးလိုက်တဲ့အချိန်ရလို့ရှင်လေအဲ့စိတ်တွေကမရှိဟုတ်ပေါ့နော်ပြောရရင်အဲ့လိုပုံစံမျိုးဖြစ်သွားရဲအဲ့တော့တငယ်ချင်းတွေစကားကိုလည်းကြားရအောင်တတ်တယ်အဲ့လိုသူ့ရဲ့ စိတ်ကရိုင်းတတ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုလည်းတွေ့ရတယ်လို့မျိုးသူ့ကိုကလေတခြားကြိုက်တဲ့လူတွေကလည်းရှိနေပြန်တယ်ပေါ့နော်ဆိုတော့တခြားလို့သူ့ကိုလိုချင်နေတဲ့သူတွေသူ့ကိုချိန်နေတဲ့သူတွေသူ့ကိုကြိုက်နေတဲ့သူတွေအဲ့လိုမျိုးလေးတွေကလည်းရှိနေတာဖြစ်တဲ့အတွက်တစ်ဖက်သူကလေအမှန်တမ်းပြောလို့ရှိရင်ကိုယ်နဲ့ physically နှစ်ယောက်အတူတူမရှိဘူးအတူတူမှမနေရင်တော်တော်လေးကိုစိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်ကိုယ်နဲ့အတူတူနေတဲ့အခြေအနေကအကုန်အဆင်ပြေကိုနားမှာပဲကိုစကားပဲနားထောင်နေကိုနဲ့လည်းတော်တော်အေးအေးဆေးဆေးဖြစ်တယ်ပေါ့နော် chill ဖြစ်တယ်ကိုစကားလည်းနားထောင်ပြီးရောကိုကိုလည်းတော်တော်လေးချစ်တယ် ဒါပေမဲ့အဲ့လိုသူ့အိမ်ပြန်ရောက်သွားတာတို့တည်ရမလားသူ့စီရောက်သွားတာတို့ဘာလို့ဆိုလို့ရှင်သူ့ဘက်ကလူတွေစီရောက်သွားတာတို့ဘာလို့ဆိုလို့ရှင်ကွယ်သူကအဲ့လိုတခြားစကားတွေကိုနားယောင်တာမျိုးပေါ့နော်တခြားစကားတွေကိုနားယောင်နေအဲပြီးသွားရင်သူ့ရဲ့အဲ့လိုမိသားစုရဲ့သူ့ရဲ့တငယ်ချင်းတွေကလည်းကိုယ်မကြည်ဖြူတဲ့အတွက်ကိုယ်ကိုယ့်ရဲ့အကြောင်းကောင်းကြောင်းပြောမှာမဟုတ်မကောင်းကြောင်းပဲပြောမှာပဲအဲအဲ့အရာကိုလည်းသူ့အနေနဲ့နားယောင်နေဟိုနားရဲမှာအကုန်စွဲတယ်နော်ပြီးသွားလို့ရှင်အဲ့အရာကိုလိုက်ပြီးတော့ခံစားရတယ် အဲပြီးရင်အဆင်မပြေဖြစ်တယ်ပေါ့နော်ပြောရမယ်ဆိုရင်အဲ့လိုပုံစံမျိုးလေးရရှိရဲအထူးသဖြင့်အဲ့လိုအမေတွေအမတွေတငယ်ချင်းတွေမှာဆိုလို့ရှင်လဲမိန်ကလေးတငယ်ချင်းတွေကသဘောမတူတာမျိုးပေါ့နော်ကိုယ်နဲ့အဆင်မပြေစေချင်တာမျိုးအဲ့လိုပုံစံမျိုးဖြစ်လိမ့်မယ်ပြီးတော့သူ့ကိုလည်းအဲ့လိုတခြားပေါ့နော်ကြိုက်တဲ့သူတွေထဲမှာဟိုတခြားပဝင်းကျင်ရဲ့အမြင်မှာကိုထက်သားရဲ့သူတွေရှိနေရမျိုးကိုထက်တော်ရဲ့သူတွေရှိနေအဖက်ဖက်ကပေါ့နော်ဟိုအနောက်ရှက်ရှိရယ်နော်ဖိုင်တူတွေရာလीအဖက်ဖက်ကအနောက်ရှက်ရှိရယ် ဆိုတော့အဲအဲ့လိုပုံစံမျိုးပေါ့နော်အဓိကကတော့လေအမ်အဆင်ပြေစေခြင်းလားဆိုလို့ရှင်တော့အဆင်တော့ပြေစေခြင်းတယ်ပေါ့နော်အဆင်ပြေစေခြင်းတယ်ဒါပေမဲ့အဓိကကိုယ့်ဘက်ကမမာပဲနဲ့သူ့ရဲ့ဘက်ကလူတွေကမှားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံသူ့တော်မှားမနေဘူးကွယ်တိလားသူ့တော်မှားမနေဘူးဒါပေမဲ့သူ့ဘက်ကလူတွေကမှားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုသွားပြီးတော့တွေ့ရတယ်ဆိုတော့ ကိုကသူ့ကိုနိုင်အောင်ထိမ့်ဖို့လိုတာပေါ့နော်အဓိကဒီဖိုင်မာတွေဖြစ်နေရကိုကသူ့ကိုနိုင်အောင်ထိမ့်နိုင်မှအဆင်ပြေမယ်ကိုနဲ့အတူတူအမြဲတမ်းခေါ်ထားနိုင်မှကိုဘေးနားမှာသူရှိနေမှအဆင်ပြေမယ်ကိုဘေးနားလွတ်သွားနေတခြားအရာတွေသူကနားရအောင်မယ်တခြားလူတွေပြောရဲစကားကိုပဲနားရအောင်မယ်ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုသွားပြီးတော့တွေ့ရတယ်ဆိုတော့ okay အဲ့တော့သူနဲ့ကတော့ဟို ဘယ်အချိန်လောက်တွေ့မလဲပေါ့နော်အဓိကဒီခေါင်းစဉ်ကိုပြန်သွားလို့ရှင်ဘယ်အချိန်လောက်တွေ့မလဲပေါ့အဲ့လိုလိုမျိုးနဲ့အချိန်အပြည့်ရတော့လေးဒီလားအဲ့လို3လ3လလောက်မှာတွေ့လိမ့်မယ်အခုချိန်ကနေစပြီးတော့3လပေါ့နော်3အခုဒီ video ကြီးရဲ့ချိန်ကနေစပြီးတော့3လလောက်မှာတွေ့လိမ့်မယ်အဲတွေ့တွေ့ချင်းမှာတော့သတိထားမိမှာမဟုတ်ဘူးဒီတိုင်းပဲသူ့ဘက်ကကိုယ်လာကြိုက်တယ်အဲလာကြိုက်ပြီးတော့မှရီးစားရဖြစ်သွားကြတယ်ဖြစ်သွားပြီးတော့မှဩ DVD နဲ့သွားပြီးချိတ်ဆက်မိအမျိုးအဲ့လိုမျိုးဖြစ်လိမ့်မယ်နော် နှစ်ယောက်ကလေတော်တော်လေးချစ်တယ်တော်တော်လေးအဆင်ပြေရဲ့ဒါပေမဲ့အချားလူတွေဝင်နေရလေးတစ်ခုပဲပေါ့နော်အဲ့ဒါ production ritual လေးလုပ်ပေးရင်တော့အဆင်ပြေရဲ့ production ritual လေးလုပ်ပေါ့နော်အဲ့အချိန်ကြာလို့ရှင်နော်ဆိုတော့ okay um ဒီ pile လေးအတွက် oracle ကလေးတစ်ချက်ထုတ်မယ်နော်ဆိုတော့ဒီ pile လေးအတွက် oracle ကလေးတစ်ချက်ထုတ်မယ်အောက်ကြဝိုက်ကလေးတစ်ချက် So what energy walk? အဲ့တဖက်လူကလည်းနော်တွေ့ဝေတတ်တယ်နော်အဲ့အလေးတစ်ခုရှိရဲအဲ့လို energy walk တွေ့ရဲ so hope အဲ့လေအဓိကကအမ်ဒီဖိုင်တွေကလေတဖက်လူပေါ့နော်တဖက်လူရဲ့ energy ရဲ့ နေရာမှာအဲ့လိုရှုပ်ရှက်ခတ်နေရပါတော့နော်ကိုယ့်ဘက်က energy ကအဆင်ပြေဘာမှမဖြစ်ဘူးသူ့ရဲ့ energy မှာအဲ့လိုရှုပ်ရှက်ခတ်ပြီးတော့အဆင်မပြေဖြစ်နေရဆိုအဓိကသူ့ရဲ့ energy ကိုအဲ့လို cleansing လုပ်ပေးရမျိုး and protection ritual လေးလုပ်ပေးရမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေတစ်ဖက်လူအတွက်ရည်စူးပြီးတော့လုပ်ပေးရတယ်အဲ့ဒီ relationship အတွက်ရည်စူးပြီးတော့လုပ်ပေးရဆိုလို့ရှိရင်တော့အဆင်ပြေရဲ့အဲသူ့နဲ့ကိုယ်နဲ့ကချစ်ပြီးတော့ကြားလူရဲ့အနောက်ရှက်ရှိနေရဆိုတော့လေနည်းနည်းရောဟိုခေါင်းဆားရပေါ့နော်အဲ့လို relationship တွေက ကိုရီးနှစ်ယောက်အဆင်ပြေပြီးသူများတွေကအဆင်မပြေလို့ကိုရီးနှစ်ယောက်ပြက်ပေးရတဲ့ပုံစံမျိုးဖြစ်နေတာဆိုတော့လေအဲ့ဒါလေးတစ်ခုတော့ရှိရယ်ဘယ်လိုမျိုးဖြည့်ရှင်းမလဲပေါ့နော်ဒါမျိုးကြုံလာခင်ဘယ်လိုဖြည့်ရှင်းမလဲဆိုတာကိုတေချာလေးစဉ်းစားစီချင်ပါတယ်ဆိုတော့ okay ဒီဖိုင်လေးကိုအဆုံးထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့နောက်ထပ် reading မှာပြန်ပြီးရအောင်ဆုံးတွေ့ကြမယ်နော် Hello Pi 3 Lee မင်္ဂလာပါရှင်ဆိုတော့ Pi 3 Lee တွေအဲကိုနောက်ထပ်ရေးစားဘယ်တော့ရမလဲပေါ့နော်နောက်ထပ်ရေးစားဘယ်တော့ရမလဲဆိုတာ reading လေးလုပ်ထားပြရဖြစ်ပါတယ်ဆိုတော့ Pi 3ဒီ Pi ကို share တိကျပြီဆိုလို့ရှိရင်ဒီ reading လေးကိုဆက်ပြီးတော့ကြည့်လို့ရပါတယ်ဆိုတော့ she Pi 1 2မှာ reading video ရထားဆိုနည်းနည်းလေးတော့အတန်းနာနေပြီအဲနည်းနည်းဒီ can be ပါ Pi 3 လေရီစာရောရလိမ့်မယ်အဲ့လိုမျိုး3လ3လတလနေ3လ5 1နဲ့အတူတူလောက်ပဲပေါ့နော်တလနေ3လအတင်မှရလိမ့်မယ် ကြည့်ရတဲ့မျိုးဖြစ်သွားလို့ရှင်เนาะ ဆိုတော့တလနဲ့သုံးလအတွင်းမှာရလိမ့်မယ်ဒါပေမဲ့လေအဲ့လူကကိုယ့်ရဲ့ right person တော့မဟုတ်သေးဘူးပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရအဲ့လူ ਨੇ အဲညချင်မှညမယ်ပေါ့နော်ပြောရရင်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရရယ်။ तू ကလေအဲ့လိုကိုကဒီတိုင်းပဲပေါ့နော်ရွေးချယ်လိုက်တဲ့သဘောကိုကအဲ့လိုအရန်ချစ်လို့ကြိုက်လို့ရွေးချယ်လိုက်တာတဲ့။အော်ဒီတိုင်းအဆင်ပြေပါရဲ့ဆိုပြီးရွေးချယ်လိုက်တဲ့လူဖြစ်လိမ့်မယ်ပေါ့နော်။ဟိုလိုမျိုးကြီးအရန်ချစ်လို့ပါဆိုပြီးရွေးချယ်ရမျိုးတော့မဟုတ်ဘူး။အဲ तू လည်း तू သူ့ရဲ့စိတ်မှာသူ့ရဲ့ trauma တွေနဲ့ तू ရှိသလိုမျိုးကိုလည်းကိုယ့်ရဲ့စိတ်မှာကိုယ့်ရဲ့ trauma တွေနဲ့ကိုရှိရပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုလည်းတွားပြီးတော့တွေ့ရတယ်ဆိုတော့ရီစားတော့ဖြစ်သွားလိမ့်မယ်နောက်ထပ်တလားအနေဆုံးလားအတင်မှာရလိမ့်မယ်ဒါပေမဲ့အဲ့ဒါ right person မဟုတ်ဘူးအဲ့လိုနေရပြတ်တာတော့ပြတ်မှာပေါ့နော်အဲ့လိုမျိုးလေးကိုတွေ့ရတယ်ဆိုတော့မတွေ့တော့မတွေ့ရသေးဘူးဒါပေမဲ့ဟိုတချို့ဖိုက်3တွေကိုပြောရပါတချို့ရတော့ဟုတ်ချင်မှဟုတ်လိမ့်မယ်ပေါ့နော်အဲဘလိုပဲဖြစ်ဖြစ်အရင်ကြီးတော့ expectation မထားထားပို့တော့မျောလင့်နေအဲတစ်ဖက်လူကလေဘလိုပုံစံမျိုးလဲဆိုတော့ကိုယ့်ကိုရောသဘောကျမယ်ချစ်မယ်အဲ့လို အဲမျက်ခုံးကောင်းကောင်းဖြစ်လိမ့်မယ်အဲကိုယ်ရောချစ်လိမ့်မယ်တိလာကိုယ်ရောချစ်လိမ့်မယ်သဘောကျလိမ့်မယ်ကိုယ်သူဂယူးဆိုင်ပေးလိမ့်မယ်ဒါမဲ့လေတခုခုဆိုရင်တေချာမဆုံးဖြတ်တဲ့ဘူးဥမာတငယ်ချင်းတွေကိုတိုက်မင်တာမျိုးပဲဖြစ်ဖြစ်အဲတချို့ ਈ ဆိုရင်ကိုယ်တိုက်မင်နေ suggestion ယူရဲဒါမဲ့ဆုံးဖြတ်တဲ့အခါမှာကိုယ့်ကိုပဲဆုံးဖြတ်တယ်ဒါမဲ့သူကြားတော့အဲ့လိုမဟုတ်ဘူးအဲ့လိုတငယ်ချင်းတွေကိုဆုံးဖြတ်ခိုင်းတာမျိုးပဲဖြစ်ဖြစ်အင်ရမိဘရဲ့အကူရာမျိုးအဲအင်ရအဖေအမေကိုဆုံးဖြတ်ခိုင်းတာမျိုးเนาะအဲ့လိုပုံစံမျိုးလေးရှိရဲ့ နော်အဲ့ော်လေးကိုကဘယ်လိုပြောမလဲသူနဲ့ဆိုလို့ရှိရင်အရင်သူဥဆောင်နဲ့အနောက်ကိုလိုက်ရမှာမျိုးမဟုတ်ဘူးကိုဘက်ကဥဆောင်ရရည်လည်းရှိကောင်းရှိလိမ့်မယ်ပေါ့နော်အဲ့လေးတကူတော့ awareness ထားဖို့လိုတယ်အဲကျန်တာလေးရာတော့အဆင်ပြေပါတယ်ဘာမှ free to to တော့ပြောစရာမရှိဘူးသူသူနဲ့ကိုနဲ့ကြားရဲမှာလေအဲ့လိုသူ့မိသားစုပေါ့နော်ပြောရရင်သူ့မိသားစုကနည်းနည်းလေးဝင်ရှုပ်တာလေးတွေပါလေးတော့လေရှိကောင်းရှိတာနိုင်တယ်ဒါပေမဲ့ကိုကသူ့နိုင်နေဆိုလို့ရှင်ကတော့သူ့ဘက်ကနေပြီးဘာမှ ဘယ်လိုပြောမလဲသူမိသားစုစကားကြီးကိုပဲတရားခိုင်နှုန်းရင်းနှာထောက်နာတော့ဖြစ်လာမှာမဟုတ်ဘူးပေါ့နော်သူကသူကသူလည်းစဉ်းစားမယ်ဒါပေမဲ့ဟိုလူရဲ့အကြံအုံနားယောင်လိုက်ဒီလူရဲ့အကြံအုံနားယောင်လိုက်အဲ့လို energy မျိုးလေးရရှိတတ်တယ်ပေါ့နော်ကိုယ်ရဲ့နောက်ထပ်ရည်စားမှာလေး ကိုကအဲ့လိုလိုမျိုးနဲ့မကြိုက်ဘူးကိုကလုံးဝ independent ဖြစ်နေမှကိုကလုံးဝဟို businessman ဖြစ်နေမှ business woman ဖြစ်နေမှအဲ့လိုမျိုးဆိုရင်တော့ဒီလူနဲ့ကနည်းနည်းလေးအဆင်မပြေဘူးဒါပေမဲ့ဟိုဒါအခုနောက်ပြောလိုမျိုးပဲပူဇာရှင်လည်းမဟုတ်တာဖြစ်တဲ့အတွက်တော့တွဲလိုက်တွဲလိုက်တာဘာမှမဖြစ်ဘူးပေါ့နော်အဲ့လို lesson တစ်ခုခု learn လုပ်ဖို့ universe ကပို့ပေးလိုက်တယ်လို့ပဲသဘောထားတာကိုအဆင်ပြေရယ်ဆိုတော့ okay တစ်ဖက်လူပေါ့နော် ်တစ်ဖက်လူရဲ့ခန်းစားချက်မကြည့်နောက်ကြီးစားဘယ်လိုရမှာလဲဆိုတော့တလအနေသုံးလအတွင်းမှာရမယ်โอเคအမ်ဘိုင်ဆက်ဖြစ်မှာလဲเนาะဘိုင်ဆက်ဖြစ်မှာလဲရှိမယ်ဘိုင်ဆက်ဖြစ်မှာလဲ pi 3ဘိုင်ဆက်ဖြစ်မှာလဲခုနပြောစလိုမျိုးပဲပေါ့เนาะသူကလေအဲ့လိုမျိုးတစ်ခုခု ဟိုလူမျိုးမတူတာမျိုးဘာသာမတူတာမျိုးဖြစ်နိုင်နေပြီးတော့အဲတခုခုတရားရဂိုင်းတော့မဆုံးဖြတ်နိုင်နေအပေါ်မှာလေအဲ့လိုကိုယ့်ဘက်ကအားမလို့အားမရဖြစ်လာမျိုးပေါ့နော်အဲ့လိုအမြဲတခုခုဆိုလို့ရှိရင်တွေးဝေးနေရမျိုးပိုလူသွားမေးကြည့်လူသွားမေးလုံနေရမျိုးအဲ့အရေကိုယ်ကအားမလို့အားမရဖြစ်ပြီးတော့ပြတ်တာမျိုးဖြစ်နိုင်နေကိုယ်ကကျတော့လုံးဝအဲ့လို strong ဖြစ်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပြီးတော့လေ အမ် maybe တဖက်လူကအဲ့လိုကိုစကြိုက်ပြီးရောပေါ့နော်တော်တော်လေးအဲ့လိုလိုက်တာလိုက်ယူတာမျိုးပေါ့လိုက်တာမျိုးအဲတော်တော်အချိန်ပေးပြီးရောတော်တော်လေး effort တွေထုတ်ပြီးရောလိုက်တာမျိုးလေးဖြစ်နိုင်နေ Past relationship ကလူတွေဖြစ်နိုင်နေလို့တွေ့ပေမဲ့အရင်ရော energy မရအောင်ပေါ့နော်အမှန်တိုင်းပြောရလို့ရှင် โอเคဟုတ်တယ်ကိုကိုတော်တော်ချစ်မယ်กว่าဒီလားကိုကိုတော်တော်ချစ်မယ်ဒါပေမဲ့အဲနည်းနည်းလေးရောဟို လို့သူလဲပေါ့နော်သူ့ရဲ့ trauma လေးနဲ့သူပေါ်ပြောရဲအဲ့လိုမျိုးလေးရရှိမယ်ပြီးစုံဖြည့်ချက်မပြတ်သားမျိုးလေးရရှိလိမ့်မယ်ကိုယ်ရောချစ်တာတွေ give you side တာတွေတိလာအဲ့လို princess treatment ပေးရတယ်အဲ့အကုံလုံးကတော့ပုံမှန်ပဲအကုံအစင်ပြေကိုယ်နဲ့လည်းကြီးကြိုက်တယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့အယူဆမတူတာမျိုးလေးတွေနော်ဘာသာမတူလူမျိုးမတူဖြစ်တတ်တာမျိုးလေးတွေအဲ့သူ့ရဲ့မိသားစုနဲ့ကိုယ်နဲ့အစင်မပြေရမျိုးလေးနော်အဲ့လိုမျိုးတွေမှာသူနဲ့ကိုယ်နဲ့ရင်ဖြစ်ပြီးတော့အစင်မပြေဖြစ်တာမျိုးလေးတွေတော့ရှိတတ်တယ်နော် so oracle ကလေးတစ်ချက်ထုတ်မယ် oracle ကလေးတစ်ချက်ထုတ်မယ် so python 3အတွက် oracle ကလေး so python 3 oracle ကလေး so အဆင်ပြေလားဆိုရင်တော့အဆင်ပြေရဲ့ကိုကနုံနုံကြကြသတိရှိရှိနေပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုပြောထားရဲအမြဲ သူတွေမျက်စိစုံမိပြီးရော yes မျက်စိစုံမိပြီးမယုံနဲ့နှလုံးကြာနေကို့မှလေးအလို manifest လေးလုံးလို့ရှင် manifest လေးလုံးနိုင်တဲ့ ဟိုဘယ်လိုပြောမလဲ power ရှိရဲ့เนาะအဲ့လိုမျိုးတွေ manifestation တွေအောင်မြင်နိုင်တဲ့ will power ရှိရဲ့အဲ့အတွက်ကြောင့်မို့လို့ကိုလိုချင်တာကိုဖြစ်ချင်တာကိုအမြင်တွေ positive တွေဖြစ်ချင် positive တွေပဲတွေးပြီးလူတိုင်း message ဆုံးမေးပြီးမယုံမှန်းနဲ့အဲ့အဓိကပေါ့เนาะဒီမှာ message ပေးချင်တာ message ဆုံးမေးပြီးမယုံမှန်းနဲ့တခုခုဆိုလို့ရှိရင်တေချာလေးလာပါတေချာစဉ်းစားပါသူတို့ပြောတာဟုတ်လားမဟုတ်လားဆိုတာကိုတေချာကိုပါတာကိုကိုပိုင်အုံနောက်ကိုပိုင် knowledge နဲ့စဉ်းစားပြီးတော့မှအဲလုတ်တင်မလုတ်တင်ဖြစ်တင်မဖြစ်တင်စဉ်းစားပြီးတော့မှလုတ်ပါလို့ပြောချင်ပါတယ်เนาะ ဆိုတော့ okay ပါဒါလေးကတော့ပုံမှန် reading လေးပဲဖြစ်တဲ့အတွက်ဒီလောက်ပဲပေါ့နော်ဆိုတော့ file 3လေးနေအဆုံးထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးများရေးတင်ပါတယ်ဆိုတော့ file 3လေးနေနောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော်